ကျွန်တော်နာမည်အရင်ကတော့မျိုးတတ်နော်မျိုးတတ်ရနေပြီတော့ကျွန်တော်ပကြီးရေးတဲ့အခါကျတော့လေမျိုးတတ်နဲ့ပထမရှေ့ပိုင်းနှစ်ဒီမှာကျွန်တော်80တေ80နဲ့83လောက်ကမျိုးတတ်နဲ့ပဲရှိပါမယ်နောက်ပိုင်းကျတော့ဆရာကိုရှောင်းသိန်းနဲ့တွေ့ပြီးတဲ့အခါကျတော့ဆရာဆရာကိုလေအလီဟိုမေဘောပဲဘီယူ ပြုတဲ့အနေနဲ့ပေါ့နော်ဆရာကို respect ပေးတဲ့အနေနဲ့ကျွန်တော်ကျွန်တော်နာမည်တော့မအောင်ထည့်လိုက်ပါလေအဲ့တော့မျိုးသားအောင်ဖြစ်သွားပါတယ်။နောက်မျိုးသားအောင်လည်းတခါကျွန်တော်တို့ဗကြီးကားဟိုကတေးသေးလေးတွေရေးကြတော့မျိုးသားအောင်ပြည်ထိုးတဲ့အခါကျရင်အခက်အခဲနည်းနည်းရှိတယ်။ဟိုလက်မကြီးကကြီးနေလို့ဖြစ်တော့ space ရယူတော့အဲ့တော့ကျွန်တော်ကအဲ့ဒီရှေ့ရမျိုးသားဆိုတော့ MD ဆိုတော့ပဲပြောင်းလိုက်ပြီးတော့ MD နောက်ကအောင်တော့အပြည့်ကိုနော်အဲ့ရအန်ဒီအောင်ဆိုနောက်ပိုင်းကျတော့တော်တော်များများတော့ကျွန်တော်မျိုးသားအောင်ဆိုတာလေအန်ဒီအောင်ဆိုအောင်သိတာများတာပေါ့နော်မလို့ငင်းငင်း တော့လို့အကူကြီးကလည်းပကြီးရေးကြတယ်ရေးကြတယ်ဆိုတော့အလိုဘောတော့သူတို့ကလေးဘွားရေးကြတာမျိုးပေါ့ကျွန်တော်ကလို့အကူကြီးရေးတာမျိုးတော့လိုက်ရေးပါရင်းနဲ့လို့စိတ်တော့စိတ်ဝင်စားတာပေါ့နော်ဒါပေမဲ့ဟိုမိဘကကြတော့ဒီဟာအားပေးတဲ့တပ်ပညာမဟုတ်ဘူးလေကျွန်တော်မိဘကတာမန်ဟိုဝန်ထမ်းရေဝန်ထမ်းဘွားကနေဆိုတော့သူတို့ကတော့ နည်းနည်းရာရှိတို့ဘာလို့အဲ့လိုဖြစ်စေချင်တာမျိုးပေါ်တော့အကြီးချောင်းတက်ဖို့အမေတို့ပြောဘူးလေမိဘဒါမဲ့မေတို့ကကိုယ်ကြီးတက်သွားဘူးလေစမှုထက်တန်းကြောင်းဟိုတော့ကျွန်တော်ကတော့ boundary ခေါ်တာပေါ့အဲ့ဒီအဲ့ဒီကိုကျွန်တော်ကသွားပြီးတော့ရောက်သွားတာပေါ့နော်ကြီးချောင်းမရောက်ဘူးလေဟိုစေတန်းအောင်လုံးအေးက စင်ခိုင်းအဲ့တက်ပြူကိုဆက်တက်ခိုင်းရောဆက်တက်ခိုင်းတဲ့ခါကျတော့တက်ပြူမှာနုပညာသိရနေလို့ပကြီးတဲ့မှာပါတော့အာစီတရီမှာပကြီးတင်တန်းဖုန်မှုတော့ကိုတင်မဲ့ဆရာကြီးခေါ်တော့အဲ့တင်မဲ့ဆရာကြီးတဲ့မှာဆရာဝင်းပြင်းမြင့်တို့ဆရာကိုရှောင်းစိမ့်တို့ကခေါ်ဆိုတော့ကျွန်တော်ဆရာမောင်မှာအကြံပြီးတော့အာစီတရီမှာ ရည်ကနန်းဖြစ်တာကိုအဲ့မှာကိုဝင်းပြည်နဲ့ဆရာကိုရှောင်းသိန်းတို့နဲ့ကျွန်တော်စထီးတွေ့တာပေါ့နော် ဟိုစိုးပိုင်းမှာတော့ဟိုမောင်ပါးကြီးပါဆရာကိုမောင်မဝင်ထွက်နေတော့သူလည်းလည်းအတူရေးရရင်ဆရာကိုတော့မောင်မလည်းခုတင်ဆရာပါပဲလေအဲ့မှာသူကဒီလိုလိုရရတယ်ဗျာရရပြအဲ့လိုလေကျွန်တော်ကဆရာ၄ယောက်ဖြစ်ပါတယ်လို့အဲ့ဒီတော့ဘုရားမှန်လေးပြောတာပေါ့ဆရာဦးရှောင်းလေးကဘာလို့ ရေးတယ်လို့ဓာတ်ချက်ဒီလေအရင်ဆေးထူးထူးကျန်းကျန်းလေးတော့မကြိုက်တတ်သေးဘူးကဒါဟိုစိတ်ထဲမှာဒီမခံစားတတ်သေးတာဘူးလို့နောက်ပိုင်းကျတော့မှဘယ်ချိန်မှဘယ်လိုကြိုက်တော့ပြီလဲဆိုတာပဲပြောတော့ဘူးတော့လို့ပေါ့အဲ့သူတို့နောက်ပိုင်းကျတော့လေဓာတ်ရည်တာကိုကဆွဆွမေးမေးကြိုက်သွားတဲ့နှစ်တွေလည်းရှိသွားတာပေါ့တော့ ကျွန်တော်မြူရီရပြန်လာတယ်ဆိုဆရာကြီးဒီကားစီးသွားစီးသွားတော့ဆရာနဲ့တွေ့လက်ဖက်ဆိုင်တိုင်းတော့ဆရာမေးစရာရှိတာမေးအဲ့မှာဆရာနဲ့အဲ့ဒီနောက်ပိုင်းနှစ်တည်းကတော့လည်းလည်းအထီးတွေ့ပုံများသွားတော့ဘောနော်တီးတန့်တင်တာအနေနဲ့ဆိုရင်တော့ကျွန်တော်ထင်တယ်90ဂုန်းတက်လောက်မှာမှာကြည်ပြီးကလေးမှာကျွန်တော်အဲ့ဒီမှာအောင်တို့တွေထွက်ကြတာဘောအဲ့ဒီကာလမှာအောင်တို့တွေထွက်တော့အဲ့ဒီအောင်တို့ရေးတဲ့အချိန်မှာဘာမှမဟုတ်ကျွန်တော်ကပါကျွန်တော် ရေးချင်တယ်လို့ရေးတာပါတယ်ဒါဓာတ်နဲ့ရေးတာပေါ့အောင်တို့အဲ့ဒီတော့ကကိုရီးယားတန်မတ်ကရောပေါ့နော်ဗဒန်ကွာကအဲ့ဒါလာကြည့်နေတယောက်နဲ့ငါ့ကိုအဲ့ဒီရေးနီငါ့ကိုတင်ပေးပါတဲ့အဲ့အဲ့ဒါနဲ့သူတင်ပေးဖို့ဆိုတာအဲ့တော့အာကျွန်တော်ဆရာစီပြေးရတာပေါ့ဆရာကိုရောင်းသိပြီဆရာ knife သွားတာလာတာလည်းကျွန်တော် test study လုပ်ခြင်းလို့ပေါ့နော်အဲ့ဒီမှာပြီးသူ့လည်းဟိုမဒန်ကွာကိုပြရတဲ့ခါကြတယ် ကျွန်တော်ဓာတ်ကျက်စုံလုံးပြလို့ရတာပေါ့ဘာလဲဆိုတော့အဲ့မှာဆရာအေးအေးကျွန်တော်ပီဂျီကားဒီပီဂျီကားလေးပေါ့ဟုတ်မိကားလေးဒါကျွန်တော်တထိုင်ထဲမှာပဲသူကြီးပြดาวชุยปวยตะปวยมาที่เสียพอร์เทรตကိုเสียဥက္ကမောင်ရော အဲ့အဲ့လိုက်တာပေါ့နော်ဆရာကျွန်တော်အဲ့တို့ကတငယ်ချင်းတွေပဲဆိုတော့ဆရာကူချောင်းသိပုံရေးပြပါဆိုရေးခိုင်းနေတော့ဘုတ်လည်းကျွန်တော်ပဲယူသွားပြီးတော့ရေးခိုင်းနေတာဆရာရေးပြတာဒါမှမဟုတ်ရရတယ် MD Only စိုးရိုးလောက်ပါလားဆိုတော့သူရဲ့အားပေးမှုလည်းပါတာပေါ့အဲ့ဒါလည်းအဲ့တော့90ခုနှစ်မှာဒီဘုဂျိုစီအဲ့တော့ဂျီစီယုံပေါ့နော်ဂျီစီယုံပြကန်းမှာပထမဆုံးစိုးရိုးစာလုပ်တာပေါ့94လောက်94လောက်မှာဒီစင်ကာပူအာဒီလာတယောက်အမေရိကန်နဲ့အင်ဒရူးဆိုတာစာအုပ်တွေပါထုတ်ခဲ့တယ် ကျွန်တော်ပမာပြီးဥစားအကြောင်းလေး contemporary art ပါ냐ဆိုတော့အဲ Andrew ကအဒီလာအနေနဲ့ပမာပြီးစရောက်လာတော့ကိုယ်စလုံးဒီကားတွေယူသွားပြီးတော့ရုပ်ရာအနေနဲ့စင်ဈေးခွက်ကိုကျွန်တော်စပြီးတော့ခိတွေ့ဘူးတော့ဘောနော်ဒါတော့ကျွန်တော်တို့လူတော့မသွားသေးပါဘူး95ကြတော့ single activation 95ဆိုတော့အဲ့ဘွယ်ကိုကျွန်တော်ဝင်ပြီးတော့ပြကြမယ်ဆိုတော့စဉ်းစားတာပေါ့စဉ်းစားပြီးအဲ့မှာ ူစင်အောင်ရယ်ကိုငင်းဝေအောင်ရယ်ကျွန်တော်ရယ်ကိုလူမျိုးစင်ရယ်အဲ95အဲဒီ single art exhibition 95ဆိုတော့ကျွန်တော်ဝင်ပြကြတာပြကြတဲ့အခါကျတော့အဲ့မှာ single ဝပြခန်းနေရတယ်လာကြည့်တော့သူတို့ကြိုက်တဲ့ artist ကိုသူတို့ဝင်သူတို့ဟိုဘယ်လိုပဲသူတို့လည်းအလုပ်လုပ်ဖို့ပြီးပါပြီစာချုပ်တွေချုပ်ကြပါရပါတော့လာကြတဲ့ခါကျ ိတ်မှာပြာကန်းတစ်ခန်းနဲ့ကျွန်တော်လည်းအဲလိုထိတွေ့ရခါကျတော့သူကအဲကျွန်တော်ဆိုလိုရှုလို့ဖို့အတွက်အဲ့ဒီချိန်ကစာချုပ်ချုပ်ပြီပေါ့နော် World Trade Center မရီမရီတိုင်း Square ဆိုတာအဲ့အဲ့မှာ Dynasty ဆိုတဲ့ Artillery ကသူတို့က sponsor လုပ်ပြီးတော့သူတို့နဲ့ solution စလုပ်ဖြစ်တော့96မှာစေရစလုပ်ပြီးနောက်ထောင်းလီ အဲဒီဖူကူကာဘောဖူကာလေအဓိကတော့သူတို့ကဥစားပါမယ်အဲဥစားပါ residential program artist residential program ဆိုတော့အဲဒီအတွက်ကိုဒီကအာရှနိုင်ငံတွေ invite လုပ်တာပေါ့ artist ဒီလိုမှအဲ့ဒီထဲမှာသူတို့ရွေးပြီးတော့ဖိတ်တာပေါ့နော်ဖိတ်တဲ့အခါကျတော့အဲ့ဒီ2000မှာသူတို့ရွေးတဲ့အထဲမှာကျွန်တော်ပါတော့အဲ့တော့အထောင်လေးမီဩဂတ်ဆိုအဲ့ဒီမှာတွားနေနေတော့ သူတို့နဲ့ project ကိုမလုပ်မယ်ဆိုတာသူတို့ show idea တင်ရပြီကျွန်တော်ဆိုလည်းဒီတော့ living under belief ဆိုတဲ့ခေါင်းစဉ်နဲ့ဒီ၃လအတွင်းမှာဒီဒီကား၅ကားလောက်ကိုကျွန်တော်ကသူတို့စီမှာပဲအစအဆုံးဟိုမှာပေါ့ပုံဝင်ဟိုမှာတကာတဲ့ရေးဖို့ ပြီးတော့အဲပြန်ကန်နီးလာမှာကြတော့မှသူတို့ဝင်းဆော့တဲ့ artist အာဟုတ်မယ်အဲလိုနာမည်မျိုးနဲ့ဒီဒီဒီ project ကလုပ်ခဲ့တဲ့ artwork စီကိုအဲကျွန်တော်တို့ပြန်ကန်နီးကြမှာပွဲပြပွဲလုပ်တာပုဂံကမ ్యూజియం မှာပေါ့နော်ဘလူးကိုရိုင်းနေနဲ့တော့အဲ့ဒါကိုသွားလုပ်ခဲ့တယ်ချုပ်နိုင်ငံတွေကတော့တော်တော်များများတော့ जी गावे पी गई ြာခန်းတင်တဲ့ပကြီးဆရာဘွားဆတာတော့ဂျီဗီရောက်ရဆတာပါပဲအဲ့လိုမျိုးပြောအောင် ပါဘောနော်အဲ့ကာလာတော့တန်တမန်နေပေါ့နော်ဒီကားလေးတွေလာဝဲပါဝဲဆိုအဲ့တော့ကားတူးတူးပြီးပါပဲဟိုဈေးလေးကိုလမခုနလမစိုက်လောက်လေးတွေအကုန်ကြီးကြကြီးကြပြီးအကုန်လုံးအဲ့တော့ဆရာဝန်ကျေလို့ရှိတယ်ဟိုဟိုလို့ရှိတယ်အကုန်လုံးကျွန်တော်တို့ရောပေါ့အကုန်လုံးဘယ်လိုပဲဖြစ်ဖြစ်ပမာဝေ300နဲ့အဲ့ခက်က ရောင်းတာပေါ့နော်ရောင်းရကြပါလေအဲ့ကာလမှာကိုယ်စိတ်ကနေကြတော့ကျွန်တော် GB ကထွက်ပြီးခဲ့ခါကြတော့ new treasure တို့နောက်အဲ့မတန်ကြီးအဆို paradise ဆိုတာရှိသေးတယ်ကုတ်ကိုင်းတက်ပြီးရိတ်တာလမ်းတက်မှာဖွင့်သွားတာ ပြီးသူက ကိုလာသိသွားဆုံးဆုံးသွားပါပြီသူတို့ဖွင့်တဲ့ပြာခန်းတွေပါမှလည်းကျွန်တော်တင်မှုတွေ1994ကျတော့ကျွန်တော်ခါကျွန်တော် ပြာခန်းလေးတစ်ခန်းဖွင့်ပြတယ်95လောက်ကနေစပြီးတော့စင်ကိုဘက်ကအဆက်အသွယ်လေးပြာခန်းတွေကလာကြပါကြလဲဆိုတော့ကျွန်တော်တို့အဲ့ဘက်ကိုအဆက်အသွယ်လေးနည်းနည်းရတော့95လောက်မှာကျွန်တော်တို့စင်ကိုထွက်ပြပြတယ် 96ကြာတော့စေဘုံမှာဝမ်းမန်းရှုပြခဲ့တယ်99မှာနောက်တပွဲပြခဲ့တယ်အဲဒီ99ပြပွဲပြပြီးတဲ့အခါကျတော့အဲကျွန်တော်ဆိုရှုလုပ်ပြီးတဲ့ပြကန်းကပိုင်ရှင်ကဗမာပြည်လာလင်းနဲ့ကျွန်တော်ပြကန်းလည်းရောက်လာပေါ့နော်ကျွန်တော်အဲပြကန်းအောင်လည်းလာကြည့်နေသူကတကုတ်ပြောတယ်ဗျအန်ဒီအောင်နဲ့မင်းပကြီးကြီးမှလာပြကန်းဖွင့်ပါလားဆိုအဲ့ဒီစကားလုံးက ဘယ်လိုကောင်းမလဲဟို तू ကဘယ်လိုပုံစံနဲ့ तू သူ့ရည်ရွယ်ချက်လေးရှိမှာပါဒါမှမဟုတ်ကျွန်တော်ကလည်းသူ့ရည်ရွယ်ချက်တခုကိုကျွန်တော်သဘောပေါက်လိုက်တာဟိုယူဆချက်မှားချက်လေးမှားမယ်မှန်ရင်လည်းမှန်မယ်ပေါ့ဒါမှမဟုတ်ကျွန်တော်အဲ့မှာကျွန်တော်အဲ့ပြာခံဆက်မဖွင့်တော့အဲ့နောက်ပိုင်းကျတော့ကျွန်တော်ပြာခံအောင်ပိတ်တယ်ပကြီးရေးတဲ့အလုပ်ပဲထောက်ရှောက်လုပ်တော့ ရွှေ generation ရဲ့အစတော့ကျောင်းပူချောင်းသိန်းကိုကျွန်တော်တင်တယ်94ဆရာရှိစဉ်လုံးမှာပဲဆရာကလည်းဆန္ဒရှိကြရင်တပည့်တွေကလည်းဟိုအဲ့ဒီနာမည်လေးနဲ့ပြောင်းဝဲလုပ်ချင်တယ်လေအဲ့ဒီတော့တော့ကျွန်တော်ယူတတန်ရိတ်တောင်မှာအဲ့ရွှေ generation ဆိုတဲ့နာမည်နဲ့ပထမဆုံးပြောင်းဝဲကိုဟိုတောင်ဝင်ရန်နေနဲ့ကအကြီးကိုပူကြီးပေါ့သူကဥဆောင်ပြီးတော့အဲ့ဒီပွဲကိုလုပ်ဖြစ်ပါတယ် ဆရာကကြတော့94ကိုနိုဝင်ဘာ5ရက်နေ့မှာဆရာအိမ်မှာကျတော့ဆရာကွယ်လွန်သွားတယ်ဘူးเนาะဆရာကွယ်လွန်သွားတဲ့အခါကျတော့ဆရာမိသားစုနဲ့တော့ကိုယ်ဝတ်တုံနဲ့ပေါ့เนาะကိုယ်ကိုယ်ဝတ်တုံနဲ့ပေါင်းပြီးတော့ဆရာအမှတ်တရပွဲအနေနဲ့ဒီပွဲကိုဒုတိယအကြိမ်ထပ်လုပ်ကြတယ်ပေါ့အဲ့ဒီနောက်ပိုင်းတတိယအကြိမ်ကနေစပြီးတော့ 18ကြိမ်မြောက်ထိဆိုတော့ကျွန်တော်က15ကြိမ်တော့ကကျွန်တော်ပဲဥဆောင်ပြီးအကုန်လုပ်ခဲ့ပါတယ်ရွှေဂျန်နရေးရှင်းကနေဟာတော့ကူးစက်လျာဆရာပြပြလိုက်တယ်ဆက်ကိုစတန်လေးကိုထုတ်ပေးလိုက်ကျွန်တော်ရိုးရိုးပက်ကင်လိုက်တယ်မို့ဒီတိုင်းဖြုတ်လိုက်တော့မှစတဲ့မှာစပြီးတော့တောင်းလေးကြီးပြေးသွားပြီအဲ့လို ဒါဥက္ကမောင်ရဲ့လေရင်မှု original လေရင်မှုမျိုးအဲဒါကြောင့်ဆရာကိုရှောင်းသိမ့်ပုံသူကကျွန်တော်မမြင်လိုက်ပါဘူးအဲ့ခတိကဒီပကြီးကဟိုတော့အမျိုးသားမော်ကုံးမှတ်တမ်းရုံးမှာတက်တယ်ဒီပကြီးကရှိတယ်ဆရာပေါ်ပေါ်ပါပါပဲနေတော့အဲ့တရားဝဲတွေပါနေလောက်ရတာဆိုလဲဘယ်လို ဆန်တဲ့သူလောက်ကြရင်ပျော်တာပေါ့နော်ဆရာရင်နောက်ပြောင်းနေတော့ရီရမောကြတယ်နောက်လို့နေတော့အဲ့မမရရဆိုရင်ပွဲတစ်ပွဲမှာဆိုရင်ဆရာဘယ်လိုကျွန်တော်ပြာပွဲနောက်ဆုံးရဲ့ဒီမှာစကားထိုင်ပြောကြတာပေါ့နော်စကားထိုင်ပြောကြလို့ပေါ့ဒီကြောင်းလေးရောတခြားအကြောင်းအရာလေးရောမျိုးစုံပေါ့နော်ပြောကြဒီရမောကြလို့ချိန်မှာဆရာရောက်နောက်တည့်ရထပ်လာတယ်ဒီကောင်တရားကောင် နောက်ကြီးအထက်ငါအောင်ဆိုတော့အလူပေါ်ကျန်တဲ့တပည့်တွေအောင်ဆရာဘာလို့လဲဘောနော်ပြပွဲထက်ရတရထက်တူထက်ငါအောင်လို့အမှုတွေကလည်းငါတို့အခုလူစကားထိုင်ပြောလို့ရတာပေါ့နောက်ကြီးရဲ့ဘာညာဆိုတာလို့ဘူးဆရာအဲလူပါပဲပေါ့ပေါ့ပါပါပဲတူတူမှာဆိုတော့အားလုံးအားကြီးရည်ကြတော့ဘောနော် အဲဒီ strength of light ဆိုပဲ2008 April မှာ2008 April ဆိုတော့အဲ့လိုခေါင်းစဉ်နဲ့ပဲတင်နေ April ဆိုပဲခေါင်းစဉ်နဲ့အဲ့ဒီအဲ့ဒီမှာသမရယုံမှာပြာခန်းတခန်းရှိတယ်ကိုတမောင်ဦးရေကျွန်တော်ရေကိုအောင်မြင်ဦးရေတုံးရောက်ပြဘူးအဲ့ဒီပြပွဲထဲမှာအဲ့ဒီတခြားကားတွေလည်းပါတယ်အဲ့ strength of light ဆိုရဲတိုက်တယ်မျိုးနဲ့တကားပါအဲ့မမရဲ့အဲ့မှာ ကိုဇော်ဇော်ဆိုတာကျွန်တော်တို့ရဲ့စီနီယာပါဘူအိုလီဗာကိုဇော်ဆိုပေါ့ဟက်ဆက်ကြီးလေအဲသူကိုဇော်ဇော်ပေါ့နော်သူကျွန်တော်သိတာတော့သူသူကဟာလေကိုငှက်နေခင်ဗျာအဲ့ရစီးရီးလိုက်ရေးပြီးပွဲလုပ်လာတာပါညာသူကအဲ့လိုတော့ဂျန်ပေးဘူးအဲ့တော့ကျွန်တော်လည်းဟုတ်တော့ဟုတ်တာပဲအတွဲလိုက်မြင်ရတော့လေတမျိုးပေါ့နော်အဲ့ဒီကာလမှာတခါ ဒီကျွန်တော်ဆရာပေါ့နော်ကိုဝင်းစင်မြင်ဆရာကိုဝင်းစင်မြင်ကဘာပြောလဲဆိုတော့ကွန်ပျူတာနဲ့ခင်ဗျားဟိုတချို့ဒီဘက်လူငယ်မသိတော့ဘူးကြည့်အဲဆိုအဲ့ကာလမှာကျွန်တော်ကဒီမှာပြဝဲတွေမပြပြဘူးအဓိကတော့မိသားစုဟိုရက်ဒီတို့စင်ကိုဝဲပြီးကားတွေပုတ်နေရတော့ပုတ်နေရတော့ဒီမှာပွဲတွေမလုပ်ဖြစ်တော့ဒီမှာမသိကိုဝင်းပြေကအဲ့ဒါကိုကျွန်တော်ထောက်ပြတယ် ခင်ဗျာပွဲပွဲတော့ညာလုံးနေပါညာအဲ့လိုပြောဟိနှစ်နှစ်ယောက်ပုံတော့အဲ့ဒီအဲ့ဒီပြောတဲ့နှစ်ခုကိုပေါင်းတော့ပွဲပွဲတော့လုံးမှာပဲဆိုလို့ဟဲ့ strength of night ကိုရအဲ့လိုလုတ်ဖြစ်သွားအင်း